့ဘာလို့နှစ်ထိုင်းသုံးယောက်လိုတော့မဖြစ်စီနဲ့နှစ်ထိုင်းပဲနှစ်ယောက်တော့အဲလက်ချိုးပြီးလိုက်ဆိုစံနောက်ကပြိဿကြီးအားလုံးစိတ်ကြောင်းနဲ့နှစ်ထိုင်းထန်တက်တဲ့နှစ်ထိုင်းတကြီးနှစ်ထိုင်းတို့တို့လေးပြောတဲ့လူနှစ်ထိုင်းဟာသာမမိတော့မှာပဲဘယ်နဲ့ငိန်ခုံးလေးမှမသိဘူး ရနော်နှစ်ထိုင်သုံးယောက်စိတ်ကြောင်းတဲ့နှစ်ထိုင်ထန်းတက်တဲ့နှစ်ထိုင်တကြီးနှစ်ထိုင်ဘာတွေလုံးရိပ်သက်ကြီးအင်းသူကလည်းသနှပြစ်တယ်ရှိကမပြောထိုင်ထိုင်ရှိကမမဆိုလို့ထိုင်ထိုင်နဲ့ချတယ်ကဲထားပါတော့လေနှစ်ထိုင်သုံးယောက်စိတ်ကြောင်းတဲ့နှစ်ထိုင်ကစိတ်ကြောင်းစိတ်ကြောင်းရဲ့စိတ်တွေပြောင်းစိတ်တွေပြောင်းတော့ထမ်းမဲ့ဘောကနှစ်ထိုင်ကိုလမ်းမေး ရောက်ရောက်ထမ်းမွားလူခမားကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမားမြင်ရင်လည်းညှို့ညုံလိုက်ပါပြလိုက်စမ်းပါခမားထမ်းမွားလည်းနှထိုင်းဆိုတော့ကြားချင်းရကြားတာပေါ့စိတ်မေးတယ်မထင်းမှုသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညှို့ညုံမဲမဲထမ်းဒါကျုပ်ရောက်ခမားထမ်းကျုပ်ထမ်းညီပဲတဲ့သူကပြောလိုက်လက်ညှို့ထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့နှထိုင်းကလည်းနှထိုင်းဆိုတော့သူကြားချင်းရကြား ်အော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှို့ညွှန်လိုက်တာပဲဆိုပြီးရှောက်ကြည့်ကြည့်တော့ကံအလျော့သာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတယ်ထမ်းမင်မောလို့သူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မပြဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်နာစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်မောလို့ဆင်းနေတော့မှခင်ဗျာ ခင်ဗျာပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကျိုးလေးတကောင်လက်ဆောင်ပေးပါရခင်ဗျာလို့ထမ်းပင်ချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းပင်ပေါ်ကလူကသူ့ဆွဆွဲတဲ့ချက်အာခင်ဗျာကျုပ်ခေါ်နေတယ်ခင်ဗျာစိတ်ကျုပ်ခွင့်မကဘူးကျုပ်ခွင့်ထမ်းပင်ချင်ရင်အဲ့နာနဲ့ထိုင်းနေဆိုတော့ကြားချင်ရကြားမလို့ခြင်းဘူးမလို့ပါနဲ့ဗျာရှင်းတယ်သားမအော်ကျုပ်ခွင့်မကဘူးဆိုတော့နေမရှင်းဘူး ပြောချင်ရပြောကြားချင်ရကြားပြီးတော့ဆင်းငယ်သားမခမရဇုတ်ခေါ်တော့ခမရကြောက်ပါပြုလို့ဒါလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြားဘူးမကြားဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီမှုတကြီးကလည်းနှစ်ထိုင်းကိုတကြီးကလည်းနှစ်ထိုင်းတရားနာပြေးတာမိမနဲ့ကြွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမင်းပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်စောင်တကောင်ကိုလက်ဆောင်ပေးတာ အာနာလို့ထင်ပါရဲ့မယူခြင်းမူခြင်းနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကဲ့လေအာဘာဆိုင်တော့ချုပ်ခွင့်မလိုက်ဘူးသူစိတ်ပြန်ချိုးလာမှမသိဘူးပြောကြတာကိုပြောတာတော့អော်ကြီးហេជែပြောတာပဲသို့တော်လည်းမိမနဲ့គွာထားတာသိပ်မကြသေးတဲ့တကြီးကတိုး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 ပြောတယ်ထင်ပြီးတော့ဟေးဟေးမင်းတို့ငါအရှင်းလာပြီးတို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 းနဲ့မင်းတို့ပဲလို့နားချချဒီမိမငါတစ်ကလုံးပြန်ပေါ့ဘူးကွာ အကုန်ကိုယ်တော်ကာလာကြီးဒါကြောင့်ခမည်းတော်အတန်လည်းပဲကျုပ်ကဩနှာရိုး၃ယောက်သရိယာနဲ့ထိုင်း၃ယောက်သရိယာနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလည်းကျိုးခြင်းမထင်ပါဘူးပြေသာနှာကျိုးခြင်းလားအဲမကျိုးခြင်းအတန်ထွက်နှာကိုထိုင်းရင်လားအဲမထိုင်းရင်အတန်ထွက်အာနဲ့နဲ့မြှောက်ပင့်ပေးရတာဟိုဟာတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲကြည့်တရားတော်ပြေသာရေဘလူးစမ်းလို့ရရလားပြေသာ မဲမဲနလန်တော့ထလာလိုက်လာနော်နားမထိုင်ခြင်းပဲကိုနားလည်းမချိုးခြင်းပဲကိုကြည်တရားနာကိစ္စရေအဘလီငါဝင်းနဲ့မင်းဝင်ပြီးတော့ဆွဲတယ်လို့ပူလိုက်လေချင်းဘယ်နဲ့ကြီးတမဒိဋ္ဌိငါကဲပါအောင်ွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်မဲနဲ့ဖယားသားကိုမင်းစော်ကားတာ ကလေးကဗုဒ္ဓနှုတ်တတိအလုတ်လုတ်ပြီးတော့ဗုဒ္ဓသာမြတ်စွာဘုရားအနမောဟောရှိခိုးပါ၏ဘုရားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိမ့်မယ်ပြောရင်သားနဲ့မင်းမရဘဲကိုကွာဟေးဒီတိုင်းတော့မင်းဒီအပြစ်ပြောက်မှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပြေးပါကွာမင်းပြေးတဲ့တန်ငါခံမမယ်ဝင်းနေကအပူမပြောက်သေးဘူးကွာအေးမင်းထံပေးမှာတခြားမဟုတ်ဘူး ရွှေလန်းတော်ကြီးကိုဝင်ဖေဘီသာရမင်းရဲ့ရွှေနန်းတော်ကြီးကိုဝင်လို့မင်းလေဟိုရွှေနန်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါဗိမ္ဗိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကျွေးရမယ်။ပေးတာဘလူးမှောင်ခိုးအလုပ်လုပ်ရတော့ဘလူးဒုက္ခများပြီ။ အလင်းရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်နဲ့ဝင်လို့သူမှောင်ခိုးအလုပ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြီးမှောင်နဲ့ဝင်နဲ့မှောင်ခိုးလို့သူလောက်ရတော့သွားပြီတရားနာပြိတ္တရာဇကျူမျိုးတွင်ဘလူးဆိုင်လေးပါလေဒီချင်းအိမ်เจ้าမှဒီသွားပြီတရားနာပြိတ္တတခိုးချီတော့နဲ့ဘလူးတိတ်တိတ်ကလေးသွားပိန်ပြီးသာရမင်းရဲ့ပွဲတော်ဇာနဲ့ရွှေခွက်ကြီးယူလာပြီးတော့ဟေ့ရလာပြီကွာရလာကျွေးရမယ်ဗောကွဲ့ ကလေးသူ့ခေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့ထဲကပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာညမမင်းဒီပြစ်တွေပြောက်မှာလ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 ာတို့ကျွေးကြစို့ဟေးဘလူးရောင်နဲ့ကျွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကျွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးအသွင်ဖြောင်းလာကျွေးကြစို့ကလေးကိုတရားနာပြီးသားထမင်းကိုရွှေခွက်ထဲကပွဲတော်စားကြီးကျွေးလိုက်တော့ကလေးလေးကလေအဖေနဲ့မယ့်သူ့ထမင်းလာကျွေးတယ်လို့ထင်တယ် ဖေနဲ့မေထင်လို့သာပေါ့ပြိသာဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်ထောက်သိမှာသိမှာပြိသာအဖေနဲ့မေကထမင်းတိုင်ကျွေးတယ်လို့ထင်တယ်ကလေးထမင်းစောင်းနေတာကိုမိဘနှစ်ပါးကထိုင်ကျွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ် ရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘာတဲ့တို့ပြိဿဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါပြီဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်သားမ ဒါပဲရေးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤစာသည်ဘိန်ဘိသာရမင်းကြီးတယောက်သားလျင်မြန်မာစေသာတဘာသောလူတွေဘယ်သူကြည်ကြည်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋိဋ္ဌာမရှိခွေကြီးလှဲ့ဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်စားဆက်မဲ့ရှိခွေပြောက်ရော ဝဲရောသာဆက်မဲ့ရွှေခွတ်ပြုတ်တယ်ဆိုတဲ့သတင်းဖင်းရွှေလည်းတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲရောသာနဲ့ရွှေခွတ်ပြုတ်တယ်လို့ကြားပြန်မှတ်လားပါဗျာအဲဒီကိစ္စပွဲရောသာနဲ့ရွှေခွတ်ထွက်ပြီးတော့ရှာကြသွားယခုရှာကြယခုရှာကြဆိုတော့တရားနာပြီးတဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတွင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခုရှောက်ရှာကြ ကျေးတော့ဘာသခိုးလျှောက်စာပဲတွေ့လိမ့်အတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်းထွက်ရှာကြအပြင်းထွက်ရှာတော့ကိုတွေ့သလားပြိဿာပဲတွေ့လိမ့်တော့အပြင်းလူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုဘလူးခိုးတာကိုပြိဿာရဲ့အဲ့လိုဘလူးခိုးတာဖြစ်နေတော့မြို့ပြင်းလျှောက်ပြီးတော့လဲရှာတော့မတွေ့ နောက်တုတ်ပန်တစားတင်းချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံ့ကြံ့ဖန်ဖန်တင်းချိုင်းကိုရောက်သွားတာဘသူပို့တာတုံးမိသဘလူပို့ ਈ တာလဲပေါ်ရွှေခွက်ကြီးတင်တာဟောမင်းကြီးမြင်လာရောမြင်လာဝရွှေခွက်ဟုတ်ကဲ့လားပြဘယ်လည်းမဟုတ်မှာလို့မြင်လာဟုံးမှာဘရင်ပွဲတော်တင်နေကြဖြစ်တဲ့ရွှေခွက်လာ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 တွေ့ပြီပြောတွေ့ပြီပြောတခုတခုတွေ့ပြီဆိုပြီးလဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့ မြင်ရလားဒီအောင်မှာကလေးဟဲ့ကောင်ထား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 ကွာခြေတော်နဲ့ကန်နှုတ်ကလေးကနှုတ်မျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမျက်စောဖယားအနမောအရှိခိုးပါ၏တခိုးကခုမှဖယားတလူဘဝလို့ ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓတ္တလေးပါလေးနဲ့ဟဲ့ကောင်ထားဒီဆိုကမင်းမရရဗျာအဲ့ဒါချုပ်ဖိနေမေရထမင်းကျွေးတာဘလူးလိုမှထင်မဲနဲ့သူ့ဖိနေမေရကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးချုပ်ဖိနေမေရထမင်းကျွေးတာဗျာဟေးအဖိနေမေကထမင်းကျွေးတာတွေပါလေမလို့ချင်ဘူးမင်းလက်ထက်ရွှေခွက်တွေ့တာလာဘရင်ထောင်လိုက်ခင်း